မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 3ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့အခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခကို MNDA ဦးဆောင်တဲ့မဟာမိတ်တပ်များကဒီကနေ့မှအပိသက်သိမ်းပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကကျွန်တော်တို့သိရတာကတချို့စစ်ကောင်စီတပ်သားတွေလက်နက်ချတာတွေရှိတယ်။တချို့လဲရမခတွေကနေပြီးတော့ပွင့်နေတဲ့လမ်းကြောင်းတွေကနေပြီးတော့ထွက်ပြေးတာတွေလည်းရှိနိုင်တယ်။ရမခကအကျယ်ကြီးပဲ။တကယ်ကရမခပတ်ပတ်လဲကိုမဟာမိတ်တပ်တွေအားလုံးကဝိုင်းရံပိတ်ဆို့ထားတာ ရမခတကယ်ရပြီဆိုတော့တပ်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကသတင်းတင်มาလိမ့်မယ်လို့ MNDA ရှေ့တန်းသတင်းရင်းမြစ်ကပြောကြားထားပါတယ်။ဒါအပြင်လာရှိုးရမခတိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအားလုံးထွက်ပြေးသွားပြီဖြစ်က MNDA နဲ့ပူးပေါင်းတပ်ဖွဲ့များကခြေကုပ်ယူနယ်မြေရှင်းလင်းနိုင်ပြီဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ရောက စစ်တပ်သတင်းရေးမြစ်များကိုကိုးကားပြီးတော့ပြောကြားထားပါရယ်လက်ရှိမှာရမခတိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများအလုံးစုခွာသွားပြီဖြစ်တယ်လို့သိရပါရယ်လက်နက်ချမချတေးချမပြောနိုင်သေးတော့လဲအကြမ်းဖက်စစ်ကောင်စီတပ်သားများအလုံးတိုင်းစစ်ဌာနချုပ်ထဲမှာမရှိတော့ကြောင်း CDM ဗိုလ်ကြီးစင်ရောကပြောဆိုထားပါရယ်အခုလက်ရှိအနေထားမှာတော့ရမခတိုင်းစစ်ဌာနချုပ်စခန်းဌာနချုပ်နယ်မြေထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမရှိတော့ဘူး MNDA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဝင်ပြီးတော့ခြေကုပ်ယူပြီးတော့နယ်မြေရှင်းလင်းနိုင်တဲ့အဆင့်ကိုရောက်ရှိနေတာကတော့တေးချသွားပါပြီ လက်နဲ့ချခြင်းမချခြင်းကတော့ကျွန်တော်တို့တေးချမပြောနိုင်သေးပါဘူးလက်နဲ့ချဖို့ရာဂိုင်တော့ကတော့နဲပါတယ်သူတို့တွေလုံးဝတနေရာကိုပြောင်းပြီးတော့ခံစစ်ဆင်နေတဲ့အနေအထားမျိုးဖြစ်ပါတယ်ဒါပေမဲ့ရမခတိုင်းစစ်ဌာနချုပ်ရဲ့စခန်းဌာနချုပ်နယ်မြေကြီးတစ်ခုလုံးကတော့စစ်ကောင်စီတပ်တွေအားလုံးဆုံးခွာသွားပြီဖြစ်ပါတယ်လို့စီဒီအမ်ဗိုလ်ကြီးစင်ရောကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာဆလာပြီတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကိုစစ်ကူလာတဲ့အမတ်စနစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခစနစ်ကစစ်စင်ရေးကိုကဲမှုဌာနချုပ်မူ 母母鸡，澳洲母下。 စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခံရပြီးတဲ့နောက်မိမိကိုကိုအဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုစစ်ကူလာတဲ့အမတ်စနစ်စစ်စီရေးကိုကဲမှုဌာနချုပ်စကခဆနစ်စစ်ကြောင်းဟာတန်ရမ်းမြို့နယ်ဟိုနာကြီးရွာအနီးမှာတိုက်ခိုက်ခံရပြီးတဲ့နောက်စကခဆနစ်ရဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်မူဘုံမူကြီးအောင်ကျော်မိုးဟာမိမိကိုကိုအဆုံးစီရင်သွားကြောင်းသိရှိရပါတယ်ဘုံမူကြီးအောင်ကျော်မိုးကတမတော်ကြီးအရာခံနဲ့အကြက်တင်တန်းကြောင်းကကျောင်းဦးကြီးလုပ်ခဲ့တာတေဇာ24ကျောင်းဆင်းလို့တော့သိထားရတယ်သူ့ကိုယ်သူအဆုံးစီရင်တဲ့တရင်ကိုတော့တေချာမသိရသေးပါဘူးသူ ကတော့အေးအေးဆေးဆေးတမားပါပဲစကခစနေရဲ့စစ်စီရေးကိုကဲမှုဌာနချုပ်မှုဖြစ်လာတာတော့တိတ်မကြသေးဘူးလို့စစ်ဘက်ဆိုင်ရာသတင်းအမိန့်တခုကပြောကြားထားပါတယ်အလားတူပဲ KIA ဥဆောင်တဲ့မဟာမိတ်များတိုက်ခိုက်နေတဲ့မိုးမောင်မြို့နယ်ခမရ၄၃ခွန်တက်က ဒုတက်ရဲမှုအဆင့်ရှိတဲ့ဘုံမူစီတူကျော်ဟာဇူလိုင်လ30ရက်နေ့မှာတိုက်ပွဲမှာတေဆုံးသွားတယ်လို့သိရပါဗျ။ဒီကနေ့မှာ၎င်းရဲ့မိဘများရှိတဲ့မကွေးမြို့ရဲ့နေအိမ်မှာတရားဝင်အကြောင်းကြားစာရောက်ရှိလာတယ်လို့သိရပါဗျ။ဘုံမူစီတူကျော်ဟာနမ်ဆန်ကိုပြောင်းရွှေ့ရန်အမိန့်ကျထားပြီးဖြစ်တော်လဲမုံမောက်မြို့နယ်မှာ၎င်းရဲ့တပ်ကတိုက်ခိုက်ခံနေရတဲ့အတွက်မပြောင်းရွှေ့နိုင်ပဲဖြစ်နေတဲ့အချိန်တိုက်ပွဲတွင်တေဆုံးသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။မော်ဟင်းကားတွေမော်ဟင်းကားတွေရမယ်။မော်ဟင်းကားတွေ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းတရချောင်းမြို့နယ်မှာစစ်မှုထမ်းဖို့လူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်လာတဲ့စစ်ကောင်စီရဲ့ကားသုံးစီးတိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ2ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှစစ်မှုထမ်းဥပဒေနဲ့ဖမ်းဆီးထားတဲ့လူငယ်တွေကိုကားသုံးစီးနဲ့တရချောင်းမြို့ကနေပြီးတော့ဒဝယ်မြို့ကိုပို့ဆောင်တဲ့အချိန်တင်းကျိုးရွာနဲ့ရန်တောင်ကျေးရွာကြားမှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရတယ်။ ပေရချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတောင်ကန်ကစစ်မှုထမ်းတွေကိုခေါ်ဆောင်လာမဲ့စစ်ကောင်စီရဲ့ကာ၃စီးကိုတရင်အရတွားရောက်တိုက်ခတ်ခဲ့ပေမဲ့ပြင်းစင်ချိန်မရလိုက်တဲ့အတွက်ထိခိုက်သေးဆုံးမှုနည်းသွားတာလို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီတိုက်ခတ်မှုအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ရင်မောင်းတူပေါကိုထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်ကောင်စီရဲ့ကားတွေကဒဝဲမြို့ဘက်ကိုမောင်းပြေးသွားတယ်လို့ဆိုပါတယ်။စစ်တပ်ရဲ့ lobby telegram channel တွေမှာတော့တရချောင်းမျိုးကနေတဝဲမျိုးကိုအချုပ်သားတွေကိုပို့ဆောင်တဲ့အချိန်မှာ PDF တပ်ဖွဲ့တွေရဲ့ဂျားဖြတ်ပြစ်ခတ်တိုက်ခိုက်မှုကြောင့် ရင်မောင်းတူလက်မောင်းထိမှန်တရားရရှိခဲ့တယ်လို့လိမ့်လည်ဖော်ပြထားပါတယ်။တော်လိုင်းအင်အားစုတွေရဲ့ပြောပြချက်အရအိစည်းကားတွေနဲ့သွာလာနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတရားချောင်းမြို့နယ်တွေကပြည်တော်စုလမ်းမိုင်းမှာဇူလိုင်လအတွင်းက၃ကြိမ်ထက်မနည်းပြစ်ခတ်တိုက်ခိုက်ခံရပြီးတော့ထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ25ရက်နေ့ကလည်းတရချောင်းမြို့နယ်ကနေဒဝဲမြို့ကိုပြန်လာတဲ့စစ်ကောင်စီကကြားဖြတ်တိုက်ခိုက်ခံရပြီးတော့စစ်ကောင်စီတပ်သားတွေထိခိုက်ဒဏ်ရာရရှိကကားပေါ်မှာပါလာတဲ့ကြီးစံတချို့ကိုတင်းစီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့တက်မတော်နီးပညာတက္ကသိုလ်အရှိမရှိတဲ့ရက်ွက်ကြီးဆက်နှစ်ရေချောင်းဦးရက်ွက်အတွင်းမှာရှိတဲ့မြေအေက200ကျော်ကိုတက်ပိုင်မြေအဖြစ်နဲ့တင်းစီတယ်ဆိုပြီးတော့ရက်ွက်အုပ်ချုပ်ရေးမှူးစစ်သားနဲ့ရဲများကနေအိမ်များကိုဝင်ရောက်ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဩဂတ်လ3ရက်နေ့မနက်ပိုင်းက ပြင်းရွယ်မြို့တက်မတော်နီးပညာတက်ကတူအရှိရက်ွက်ကြီးဆက်နဲ့ရေချမ်းဟိုးရက်ွက်အတွင်မြေအေက200ဒသမ14ပုံမှာရှိတယ်အိမ်အောင်စုပေါင်းတထောင်ခန့်နေထိုင်တဲ့မြေနေရာကိုတပ်ပိုင်မြေဆိုပြီးတော့နံပါတ်တက်ကအကြမ်းဖက်စစ်ကောင်စီကတိမ့်ယူရန်ကြိုးပမ်းခဲ့တာကို ရန်ကုန်ခေတ်တဲ့တရင်ဌာနကဖော်ပြခဲ့ရမှာအစီအစဉ်ရနာသွားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ယခုအခါမှာရက်ွက်အုပ်ချုပ်ရေးမှုအောင်ဝင်နဲ့စစ်တပ်ကဝင်မပေးတဲ့အိမ်များကိုဖျက်ဆီးရန်စူးစမ်းလာခြင်းဖြစ်တယ်လို့သိရပါတယ်။ဟိုတခါကခေတ်တက်ကတရင်တင်ပေးလိုက်တော့ရက်သွားတာ။အခုကအုပ်ကြီးကပြန်ဆနေတာ။အရင်တခါသိမ့်မယ်လို့လှုပ်တဲ့သူတွေကထပ်လှုပ်တာမဟုတ်ဘူး။အခုကအုပ်ကြီးကငွေရခြင်းလို့မရတဲ့အိမ်တွေကိုဖျက်ဆီးမယ်ဆိုပြီးလှုပ်တာ။အဲ့ဒီအုပ်ကြီးကစစ်မှုထမ်းဟောင်း အခုလာပြီးတော့ဘူရိုဇာနဲ့လာဖြိုနေပြီတိုင်အိမ်တော့ပါသွားပြီလို့ဒေတာနေပြည်သူတို့ကပြောဆိုထားပါတယ်အဲ့ဒီမြေနေရာမှာအိမ်တော်စုပေါင်းတထောင်ခန့်လူဦးရေ3000ဝန်းကျင်နေထိုင်လျက်ရှိပြီးတော့အခုနှစ်ဇန်နဝါရီလပိုင်းကတပ်ပိုင်မျိုးဆိုပြီးတော့တိန့်စီရန်လျှော့ဝက်စာနဲ့ညွှန်ကြားခဲ့တယ်လို့သိရပါတယ်အဲ့ဒီညွှန်ကြားစာမှာဒုတိယဘုံမှုကြီးတိန့်နိုင်ထွန်းဘုံမှုပြည့်ဖြိုးအောင် ဗိုလ်ကြီးတိန်းတန်းဇော်တို့ကိုတရားမဝင်မြေသိမ်းရန်အတွက်ဥက္ကဋ္ဌအဖွဲ့ဝင်အတွင်ရေးမှုများအဖြစ်နဲ့ဖွဲ့စည်းတာဝန်ပေးရထားတယ်လို့သိရပါတယ်ပတ်စံဘလောက်ပေးရလဲတော့မသိဘူးပေးလိုက်ရတဲ့သူတွေကမပြောရကြဘူးပတ်စံရတဲ့နေရာကအိမ်တွေကိုမဖြတ်ဘူးပတ်စံမရတဲ့အိမ်တွေကိုစဖြတ်နေတာရဲစစ်တပ်နဲ့အုပ်ကြီးတွေပေါင်းပြီးတော့လုံနေကြတာလို့ဒေသနေပြည်သူတို့ကပြောဆိုထားပါရတယ်။အဲ့ဒီရက်ကွက်ကို2000ပြည့်နှစ်ကလေးကတမတော်အလုံယုံတီဆောင်ပဲဆိုပြီးတော့ယာထားမြေနေရာတတ်မှတ်ခဲ့ပြီးတော့မြေယာပိုင်းရှင်တောင်သူများနဲ့ညှိနှိုင်းခဲ့ဘူးတယ်လို့သိရပါရတယ်။ စစ်တပ်ရဲ့အလုံယုံစီမံကိန်းအတွက်မြေပိုင်ရှင်တောင်သူအများစုကလက်မှတ်မထိုးပေးခဲ့ကြတဲ့အတွက်စီမံကိန်းကိုရပ်ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။၂၀၂၃ခုနှစ်မှာတောင်သူများက အလုတ်ရုံယာရန်မြေနေရတာဖြစ်ပြီးတော့တပ်ပိုင်မြေမဟုတ်ကြောင်းအစစ်စစ်စာတင်ခဲ့တဲ့အတွက်တပ်ပိုင်မြေမဟုတ်ကြောင်းပေါ်လွင်ခဲ့တယ်လို့သိရပါတယ်။ယခုခါမှာစစ်အာဏာသိမ်းတဲ့အချိန်မှာတော့မြေကွက်များကိုပြန်လည်သိမ်းယူရန်အတွက်စူးစမ်းလာခြင်းဖြစ်ကြောင်းရက်ကွက်နေပြည်သူများထံကနေပြီးတော့သိရပါတယ်။အင်ဂျီကတထောင်၊လူဦးရေက3000လောက်တော့ရှိတယ်။အဓိကဖြစ်နေတဲ့ပြဿနာကစစ်တပ်ရဲ့အရှိမအင်ဂျီတထောင်လောက်ဆိုတော့စစ်တပ်ရဲ့လုံခြုံရေးအတွက်ဆိုပြီးတော့သိမ်းကျင်နေတာအဲ့ဒီအတွက်ဘုံတွေခွဲတယ် ဲ့ဒါသူတို့ကတိမ့်ဖို့လုံနေတာအစာကလေးကတပ်ပိုင်မီမဟုတ်ဘူးသူတို့ကလည်းသိတယ်အဲ့ဒါကိုအတင်းတိမ့်ဖို့လုံနေတာလျှို့ဝှက်စာထွက်တာကဇန်နဝါရီလ၁ရက်နေ့ကထွက်တာလို့ရက်ကွက်နေပြည်သူတို့ကဇန်နဝါရီလ၄ရက်နေ့မှာသတင်းပေးဖို့ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမှာရှိတဲ့စီးပွားရေးကုမ္ပဏီများနဲ့လုပ်ငန်းများကိုရှေ့တန်းရောက်စစ်သားများကိုထောက်ပံ့ရေးအတွက် ငွေလှူဒန်းထောက်ပံ့ရန်အတင်းအကျပ်ဖိအားပေးကောက်ခံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိရှမ်းမြောက်ဒေသအပါအဝင်တနင်္ဂနွေလုံးမှာရှိတဲ့ရှေ့တန်းရောက်စစ်သားများကိုစိတ်ဓာတ်ခွန်အားပေးရန်အတွက်ဝင်ကြီးဌာနများတိုင်းဒေသကြီးစစ်ကောင်စီအဖွဲ့များကလာရင်စားပြာစေဝါနဲ့ရိတ်ခါလူသုံးကုန်ပစ္စည်းများကိုပေးဖို့ရန်အကြမ်းဖက်စစ်ကောင်စီကညွှန်ကြားထားတယ်လို့သိရပါတယ်။ဒါကြောင့်ရှေ့တန်းရောက်စစ်သည်များကိုထောက်ပံ့ရေးလာရင်ဆောင်ရွက်ရန်အတွက်စီဝိုင်းကုမ္ပဏီများနဲ့လုပ်ငန်းများကိုကုမ္ပဏီတစ်ခုကိုငွေကျပ်3သိန်းအလူငွေကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါတယ်။တိုင်းအစိုးရအဖွဲ့နဲ့ တင်တာလျှောက်တဲ့ကုမ္ပဏီတွေလုပ်ငန်းတွေကိုနှိစက်ရခေါ်ပြီးတော့ရှေ့တန်းရောက်စစ်တီတွေကိုထောက်ပံ့ဖို့အတွက်အလူငွေတွေကောက်တယ်ကေပေးမရဘူးဝေပေးမရဘူးလူကိုယ်တိုင်ငွေသားသုံးသိန်းရုံးကိုလာပေးခိုင်းတာလို့စီးပွားရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကစိတ်ဓာတ်ဆက်စည်ရေးအဖြစ်နဲ့ရှေ့တန်းရောက်စစ်သားများကိုဝင်ကြီးဌာနများနဲ့အလူရှင်များကနောက်တန်းကနေပြီးတော့ရိတ်ခါနဲ့လူသုံးကုန်များပေးပို့နေတဲ့ဓာတ်ပုံဗီဒီယိုများကိုစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာရုပ်သံနဲ့ TV channel တွေကနေပြီးတော့ထုတ်ပြန်ပြသဝါဒဖြန့်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်လယ်သိပ်ရွာကိုမိရှုဖြက်စီးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီဘက်ကအရာရှိတအူးအပါအဝင်6ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ၂ရက်နေ့မှာတနင်္လာရီမြို့နယ်လေတိရွာကိုမိရှုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီဘက်ကအရာရှိတအုပ်အပါအဝင်6ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာတနင်္လာရီမြို့နယ်အတွင်းစစ်ကြောင်းထုတ်ဝေရောက်နေတာဟာ၃ရက်ခန့်ရှိပြီဖြစ်ပြီးတော့လေတိရွာဟာရေနစ်မြုပ်နေတဲ့အတွက်ရေကျသွားတဲ့အချိန်မှကြေးရွာအတွင်းကိုဝေရောက်လာခြင်းဖြစ်ပြီးတော့ပြည်သူပိုင်းနေအိမ်၄လုံးကိုမိရှုဖျက်ဆီးပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များကဝေရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ စစ်ခွေးတည်ဆုံးမှုအတိအကျကတော့မသိရသေးဘူး6ကောင်လောက်ထိတယ်လို့တော့သိရတယ်ထိခဲ့တဲ့သူတွေထဲမှာအကောင်ကြီးတကောင်ပါတယ်စစ်ခွေးတွေကပြည်သူပိုင်းနေအိမ်၄လုံးကိုမိရှုဖျက်ဆီးသွားတယ်လို့ကျိုးစုမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ